အားလုံးပဲမင်္ဂလာပါစိုးကြီးဘာမီစ်ဘလော့ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကကျွန်တော်စီးနေတာအဲငါးလဝန်းကျင်ရှိနေပြီဖြစ်တဲ့ Honda Fit GK3 လေးရဲ့ကျွန်တော်ကြိုက်တဲ့အချက်တွေကျွန်တော်မကြိုက်တဲ့အချက်တွေနောက်ပြီးတော့ကျွန်တော်ဒီကားမှာဘယ်ပစ္စည်းတွေကိုဘယ်နေရာမှာထည့်ထားလဲဆိုတာရယ်နောက်ဆုံးတစ်ချက်ကဒီကားကိုစီးရင်ဘယ်လိုအပိုင်းလေးတွေဂရုစိုက်ပေးရမလဲဆိုတာကိုကျွန်တော်ပြပြပေးရမှာဖြစ်ပါတယ်ကျွန်တော်တခုပြပြပေးချင်တာကဒီဗီဒီယိုမှာကျွန်တော် GK3 ရဲ့ grade တွေ model တွေအကြောင်းကိုကျွန်တော်ပြပြပေးမှာထပ် user experience တည်တံ့ကိုပဲကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်အားလုံးလည်းစိတ်ဝင်စားမယ်လို့မျှော်လင့်နေကျွန်တော်လည်းအတူတူလိုက်ကြည့်လိုက်ရအောင်ဒီကားကတော့ Honda Fit GK3 2013 model ပါအဲ့ဒါဆိုဒီကားမှာကျွန်တော်သဘောကျတဲ့အချက်တွေကနေစပြီးပြောပြပေးပါမယ်ဒီကားမှာကျွန်တော်ကြိုက်တဲ့ပထမဆုံးအချက်ကဒီကားရဲ့အပြင်ပိုင်းပုံစံပါ နောက်ထပ်ကြိုက်တဲ့အချက်တစ်ချက်ကအတွင်းငန်းပုံစံ driver seat မှာထိုင်ရတဲ့ပုံစံဖြစ်ဖြစ် bi back က passenger seat မှာထိုင်ရတဲ့ပုံစံဖြစ်ဖြစ်ထောက်ထဲမှာထိုင်ရတဲ့ပုံစံဖြစ်ဖြစ်ကားသေးရဆိုပေမဲ့ကြကြဝဝဖြစ်တဲ့လိုခံစားရတယ်တော့ဒီကားမှာကြိုက်တဲ့အချက်တစ်ချက်က aircon touch ဖြစ်တာ DTV က Japan TV original TV တော့မဟုတ်ဘူး ဒါကဈေးကွက်ထဲမှာ Android TV အင်းနဲ့ရှာလို့ရတယ်။ဒီ Android TV ကတော့ Japan TV တို့တော့ဟော touch ကတော့အရင်ကြီးတော့မကောင်းဒါပေမဲ့အသုံးအများကြီးဝင်တယ်ဖုန်းနဲ့ချိန်ပြီးအသုံးပြုလို့ရတယ်။ဒီဟာလည်းကျွန်တော်ခြိုက်တဲ့အချက်တစ်ချက်တွေမှာပါတယ်။နောက်ပြီးတော့ကျွန်တော်ခြိုက်တဲ့တစ်ချက်ကဒီကားကကားမောင်းနေရင် mileage မီတာအယောင်ပြောင်းတယ်။အစင်းရောင်ကိုသူပြောင်းရလိမ့်မယ်။ဒီကားမှာကျွန်တော်အကြိုက်ဆုံးအချက်တစ်ချက်ရှိသေးတယ်။ဒါကတော့ auto store ကို on off ကလုံးပါနေတာဖြစ်တယ်။ဒီကအများကြီးအသုံးဝင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ knee point မှာ brain နင်းလိုက်ရင်ဆက်ရွာလိမ့်မယ်။ဆက်ရရင် echo က e မှာမဟုတ်တော့ဘူး။အဲ့လိုအနေအထားမျိုးမဖြစ်ချင်ရင်တော့ auto stop ကိုပိတ်ထားလိုက်။ auto stop ကိုပိတ်ထားလိုက်ရင်တော့ဆက်ရရင်လည်း echo က e နေလိမ့်မယ်။ကြိုက်တဲ့အချက်တွေပြောပြပေးပြီဆိုတော့မကြိုက်တဲ့အချက်တွေလည်းကျွန်တော်ပြောပြမယ်။အင်ဂျင်သဲကအောက်ကိုတည်တည်တသာကြောက်။နောက်တစ်ချက်က MP3 ရဲ့အရှိဖန်ရှင်မီအားကွဲလေတယ်။တချို့တွေကတော့စတေကာကတ်ထားတယ်။ကျွန်တော်ကတော့မကြိုက်လို့မကတ်ကောင်းတော့ပုံမှာရှိတဲ့ဟွန်နာတစိမ့်နဲ့ဒီကေတန်းကအလွယ်တကူကွဲလွယ်တယ်။ကျွန်တော်ကားမှာလည်းကွဲနေရနှစ်နေရရှိတယ်။ဈေးကွက်ထဲမှာတော့ဒီကေဖိုင်ဘာနဲ့လည်းအလွယ်တကူဝယ်လို့ရတယ်။ကျွန်တော်ကတော့မကြိုက်လို့စတိကာအနည်းပဲပြန်ကတ်ထားတယ်။နောက်တစ်ချက်ကဇပန်ကနေတင်သွင်းတဲ့ ကားအများစုရဲ့ Apple Meter က fake ပါညီမလေးပါဈေးကွက်ထဲမှာတော့တရုတ်ဘက်ကဝင်တဲ့မီလင်းနဲ့မီဒန်လေးအလွယ်တကူရှာဝယ်လို့ရပါတယ်ငါပြီးခုနကအများစုရဲ့ပြဿနာစပယ်ယာဝီမပါတာဒါကလည်းကျွန်တော်မကြိုက်တဲ့အချက်တစ်ချက်ပဲနောက်တစ်ချက်ကရင်မောင်းပေးကလက်တင်လေးက power outlet က fake ပါအသုံးပြုလို့မရပါဘူးဒါပေမဲ့ကျွန်တော်ကအရှိကပါဝါအောက်လက်နဲ့ extension ကျိုး joiner ရဲ့အတွက်အသုံးပြုလို့ရပါတယ် နော်ဘီဒီကမှမှန်လိုက်တာတွေမကောင်းပါဘူးမှန်လိုက်တာမကောင်းတဲ့အတွက်အမိုက်တွေမှန်လိုက်တာကြားရရနေပြီးတော့အလွယ်တကူဝင်နိုင်ပါလေဘူးရခဲ့သည်ရှိတော့ကိုကကားရေးစီးခဲ့သည်ရှိတော့ အောက်က dream ပေါက်အသေးလေးနှစ်ပေါက်မှာအမိုက်များပိတ်နေတာကြောင့်ရေအလွယ်တကူမစည်းစင်းမဲ့တကားချတဲ့မှာရေဝင်တဲ့တက်တာဖြစ်နိုင်ပါတယ်ဒါကတော့အထူးခရုပြုရမယ်အချက်တစ်ချက်ဖြစ်ပါတယ် ဒီကမှာကျွန်တော်မကြိုက်တဲ့အချက်တွေပြောပြပေးပြီဆိုတော့ဒီကမှာကျွန်တော် modify လုပ်ထားတဲ့အရာလေးတွေကိုဆက်ပြီးပြောပြပါမယ်။နောက်ပန်ပါမီကကျွန်တော်ပြန်ထည့်ထားတာက original ကမပေါအောင်။နောက်ဒီ GK3 အများစုမှာ knock on spoiler မပါတာများပါတယ်။ဒီ spoiler ကကျွန်တော်ပြန်ထည့်ထားတာပါ။ original spoiler ပါ။ဈေးကွက်ထဲမှာတော့ရှားတာအနည်းငယ်ခက်ပါတယ်။ နောက်တစ်ခုကကျွန်တော်ကကိုအတွင်းကပူရှင်ရှော့ချဖို့အတွက်နာနိုစတီကာ40ရာခိုင်နှုန်းကတ်ထားပါတယ်။ဒါပေမဲ့ဒီစတီကာကမော်တော်ဘီကယ်တွေ့ရင်ဖမ်းပါတယ်။အားလုံးပြီးသွားပြီဆိုတော့ကျွန်တော် driving experience လေးကိုပြောပြမယ်။ GK3 ကအရင် comfortable ဖြစ်တဲ့ဘက်တော့သွားမှာမဟုတ်ဘူး။မောင်းရတော့ကောင်းတယ်။အဲကားသေးဆိုပေမဲ့ဝိတ်ပါနေလို့ခံစားရတယ်။အရင်စီးစီးပိုင်တော့မဟုတ်ဘူး။ မောင်းရတာမဆိုးပါဘူးထိုင်ရတဲ့ပုံစံကတော့ကောင်းတယ်ရှေ့မြင်ခွင့်နေနောက်မြင်ခွင့်နေစိုက်မီရာလေးမြင်ခွင့်နေရတော့ရှင်းရှင်းလင်းလင်းမြင်ရပါတယ်အဆွဲရုံလည်း 1.3C ဆိုပေမဲ့ကောင်းပါတယ် Eco Mode ကိုပိတ်မောင်းရင်တော့ဆွဲရုံကတိတတယ်ဆွဲရုံပိုကောင်းတယ်စီတော့အနည်းငယ်ပိုစားတယ်စီစားနှုန်းက1လီတာကို11.4ကီလိုမီတာရှိပါတယ်။ဒါကကျွန်တော်ကိုယ်တိုင်စမ်းပြီးရပါပြီ ကျွန်တော်ကိုယ်တိုင် empty အနေထားနေပြီးတော့စီဖြစ်ပြီးတော့စမ်းကြည့်ပြီးပါပါ average က11နဲ့12 km/liter ဝန်းကျင်မှာရှိပါတယ်ယခုလက်ရှိစီစဉ်2900ဝန်းကျင်မှာကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပေးတဲ့အကြောင်းအရာလေးက Honda Fit GK3 C နေသူတယောက်ရဲ့ experience လေးကို sharing သဘောမျိုးအနေနဲ့ပြောပြပေးတာဖြစ်ပါတယ်လူချင်းမင်းတို့အနေနဲ့လည်းဒီဗီဒီယိုကနေပြီးတော့အကျိုးရှိတာလေးတွေရရှိမယ်လို့လည်းမျှော်လင့်နေနောက်ဗီဒီယိုမှာပြန်လည်းဆုံတွေ့ကြမယ်အားလုံးကိုကျေးဇူးပါ